ဆက်မြောက်ပိုင်းလာရှိုတီဘောလမ်းမိုက်ကနေကိုပြန့်တက်မတော် MNDA တပ်ခွဲတွေနိုဝင်ဘာလ20ရက်နေ့နောက်ဆုံးထားပြီးပြန်ဆုပ်ပေးဖို့စစ်ကောင်မရှင်က PRP တောင်းဆိုပြီးနောက်နှစ်ဖက်ကြားစီရေးတင်မှတ်မှုတွေပြန်လည်မြင့်တက်လာပါတယ်။နှစ်ဖက်ဆွေးနွေးပွဲတွေတော့လုပ်နေကြတယ်။ဒီနေ့ဆွေးနွေးပွဲကတော့ဘာထွက်လာမလဲမသိရသေးဘူး။အခုကလာရှိုမြို့ဆောင်လမ်းနဲ့တီဘောနယ်တဝိုက်မှာရှိတဲ့ကိုပြန့်တက်တွေကိုဆုတ်ခိုင်းနေတာ။အဲ့မှာညှိမြဖြစ်နေရလို့ MNDA နဲ့ဒီဆက်သူတူကအစီအစဉ်ပလက်ဖောင်းကိုပြောပါတယ် တရုတ်နိုင်ငံရဲ့ဂျာဝင်စစ်စမှုနဲ့ရရှိခဲ့တဲ့သဘောတူညီချက်မှာဖက်နယ်တစ်ဖက်ထိန်းချုပ်နယ်မြေတွေကိုကျူးကျော်တိုက်ခိုက်ခြင်းမပြုဆိုတဲ့အချက်ပါဝင်ပေမဲ့ဘယ်နေရာကိုဘယ်သူပိုင်နေဆိုတဲ့နယ်မြေအတိအကျသတ်မှတ်ပိုင်းခြားရတာမျိုးမရှိခဲ့ပါဘူးအခုဖြစ်နေတဲ့ပြဿနာကဆေးဥစုကမန္တလေးနောင်ချိုကြောင်မဲတီဘောလမ်းဘက်ကိုထိန်းချုပ်ထားသလိုလာရှိုးမိုင်းရဲ့လမ်းဘက်အချို့ကိုလည်းထိန်းချုပ်ထားပါတယ်ဒါပေမဲ့တီဘောနဲ့လာရှိုးကြားမှာရှိတဲ့လမ်းဘက်ကိုတော့ MNDA ကထိန်းချုပ်ထားတာကြောင့် ဆေးဥစုကအဲ့ဒီလမ်းပိုင်းထပ်လို့ခြင်းနေရလဲဖြစ်ပါတယ်ဒီလမ်းပိုင်းကနှစ်ဖက်လုံးအတွက်အလွန်အရေးကြီးပါတယ်စစ်ကောင်မရှင်အတွက်ဒါဟာတရုတ်နဲ့အဓိကကုန်စရာလမ်းမကြီးဖြစ်ပြီးချမ်းမြောက်ကိုသူတို့ပြန်လဲထင်းချုံနိုင်ပြီဆိုတဲ့နိုင်ငံရေးအပြောက်တစ်ခုလည်းဖြစ်ပါတယ် ISB မြန်မာရဲ့အဆိုအရစစ်ကောင်မရှင်ကဒီလမ်းပိုင်းရဲ့44ရာခိုင်နှုန်းကိုသာပြန်လဲထင်းချုံထားနိုင်ပါသေးတယ် MNDA အတွက်တော့တစ်သညာနှစ်ခုဆစ်စင်ရေးကနေရရှိခဲ့တဲ့ဒီနယ်မြေဟာ သူတို့ရဲ့နိုင်ငံရေးနဲ့စီးရေးအရအသာစီးရမှုကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အဓိကကြနေပါတယ်။ခုဆိုရင်တော့စစ်ကော်မရှင်ဘက်ကလေကြောင်းကင်းထောက်မှုတွေပါလုပ်ဆောင်လာပြီးနှစ်ဖက်တပ်တွေတီဘောဒရားကိုအပြန်အလှန်ဖိတ်ဆို့တဲ့အထိအခြေအနေတွေတင်းမာနေရဲလို့ရှမ်းမြောက်ဒေသကသတင်းမီဒီယာတွေကပြောပါတယ်